နေ့စဉ်ရှူနေရတဲ့လေရဲ့ခြံမှုတစ်ခုရဲ့ဟိုအရာကိုတောင်မှထပ်ပြီးတော့ချိန်ချောက်တယ်ဆိုတဲ့အနေထားကိုအဆင်မူတယ်ဦးရဲ့ကြုံရတယ်ပေါ့။အများကုန်ချိန်ပလန်ဝရီဆိုတဲ့ဟာကျွန်တော်တို့ဒီအရာဝရဲ့အခြေအနေကိုသိချာမသိလို့ပြောတယ်လို့တော့ကျွန်တော်တို့ဟိုယူဆပါတယ်။ဒီဆရာနာရှင်စနစ်ကိုကျွန်တော်တို့အမြင့်ဖြတ်ချိန်မုံမှုအတွက်တော်လန်ရေးမှတပါတခြားမရှိပါဘူး။ ဒါတော့ ARI တိုင်းနဲ့ဘကိုးတိုင်းနောက်ပိုင်းမှာအခြေပြုလှုပ်ရှားနေတဲ့ဤသူညီညွတ်ရေးတပ်ဦးဥက္ခကိုခန့်တော်ကပြောသားတာပါဟုတ်ပါတယ်သရေဖော်ဆောင်မှုအစဉ်သင့်ဖြစ်နေပြီဆိုတော့ကိုခန့်တော်တို့ရဲ့အဖွဲ့ဘာတွေလုပ်နေလဲ ARI တိုင်းနဲ့ဘကိုးတိုင်းအနောက်ရှမ်းမှာစစ်တကဘာကြောင့်တပ်မှုတန်းတွေကိုပို့ပြီးစုဆောင်းနိုင်နေတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်မေးကြည့်အောင်ပါမင်္ဂလာပါကိုခန့်တော်ရေ ဒီမနက်ဇာလမြပေါ့ကတ်ကကြိုဆိုပါရယ်ကျွန်တော်ကဆိုင်းဝင်တာပါကျွန်တော်ကတော့မြေပြေပါဟုတ်ကဲ့ပါခင်ဗျအဲ့တော့ကိုကန်းတော့အခုလက်ရှိဦးစီးနေတဲ့ဒါပြည်သူညညရေးတက်ဦးပေါ့လေဆိုတော့ဒီဖွဲ့ PDF အဖွဲ့အနေနဲ့လည်းဒီစစ်မှုထမ်းတဲ့ပတ်သက်လို့အဲကိုရိုနာလာပြီးတော့ပူပေါင်းဖို့ဆိုတာမျိုးအဲမကြာခဏဖိတ်ခေါ်နေရအောင်ကျွန်တော်တွေ့ရပါတော့ဆိုတော့ဒီလိုမျိုးဖိတ်ခေါ်ချက်ကရောအဲဒီလူတွေအတွက်ဘလောက်ထိအဲကောင်းမွန်တဲ့ကံလန်းချက်ဖြစ်မလဲဒါမှမဟုတ်ဒါကအကောင်းဆုံး အအဖြေပဲလားဒီတက်ပူကောင်းတဲ့နေလာမရှိနိုင်ဘူးလားပေါ့နေ့စဉ်ရှူနေရတဲ့လေရဲ့ခြံမှုတစ်ခုရဲ့ဟိုအရာကိုတောင်မှထပ်ပြီးတော့ချင်းချောက်တယ်ဆိုတဲ့အနေထားကိုအစ်မှုလည်းဦးရဲ့ကြုံရတယ်ပေါ့နော်အဲ့လိုအခြေအနေမှာကျွန်တော်တို့ကတော့ပြည်သူညီညွတ်ရေးတပ်ဦးအနေနဲ့ကျွန်တော်တို့ဖိတ်ခေါ်တယ်ဟိုမိသားစုရဲ့အခြေအနေတွေကိုငှက်ပြော်ပြီးစဉ်းစားရတဲ့အခါမှာပြီးပါထွက်မယ်ဆိုတဲ့စဉ်းစားချက်တွေရှိတယ်ပေါ့ဒါပေမဲ့လက်ရှိကပြီးပါထွက်ခွင့်ကိုပါပိတ်ပင်လိုက်ပြီးနိုင်ငံသားမှနေနေတဲ့ ဆက်ရှိကလေ35အတွင်းရှိနေတဲ့ဒူတွေကိုတော့မှပြန်ပြီးတော့စစ်မှုထမ်းမှုခေါ်နေပြီဆိုတဲ့အခြေအနေမှာအဲကျွန်တော်တို့ပြီးပါထွက်တယ်ဆိုတဲ့ဟာကရွေးချယ်စရာလမ်းတစ်ခုအနေနဲ့မရှိတော့ဘူးဆိုတဲ့အနေထားကိုရောက်လာတယ်ပြောရရင်ဂျောင်ပိတ်ပြီးရိုက်တယ်ပေါ့ဗျာအချက်သေးပေါင်းစုံရဲ့ဖြည့်ရှင်းမှုအတွက်တစ်ခုတည်းတော့နေကတော်လန်ရေးပဲရှိတယ်ဆိုတဲ့အရာကိုကျွန်တော်စဉ်းစားမိပါတယ်တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်ကျတော့စစ်မှုထမ်းမှုတွေအသက်သွင်းတာကတစ်နှစ်လောက်ရှိပြီလေဆိုတော့ဘာကြောင့်ဒီလိုအခြေအနေဒီအချိန်လောက်မှအဲစပြီးတော့ကြီးညာဖြစ်တာလဲပေါ့နော်ဟိုပြည်သူညီညွတ်ရေးတပ်ဦးဆိုပြီးတော့ကျွန်တော်စတင်မဖွဲ့ ်ပြီးခဲ့အဲကာလတွေထဲမှာကျွန်တော်တို့ဒီပြည်သူ့ညီညွတ်ရေးတပ်ဦးမှာပါဝင်တဲ့အဖွဲ့ဝင်အဖွဲ့အစည်းတွေကနယ်ပယ်ဒေသအသီးသီးမှာလှုပ်ရှားနေတာရှိတယ်အဲကျွန်တော်တို့ဖွဲ့စည်းတယ်ဆိုတော့ရက်မှာပဲဒါစစ်မှုတန်းဥပဒေထွက်လာတာဖြစ်ပါတယ်ပုံဝင်လို့ပြောရတယ်ဟိုစဖွဲ့တဲ့ရက်မှာပဲစစ်မှုတန်းဥပဒေစထွက်လာတယ်ကျွန်တော်တို့အစင်းတည်းမဖြစ်သေးရရှိအဲကြောင့်မလို့ကျွန်တော်တို့အဲကာလကဆက်သွယ်ခဲ့တဲ့လူငယ်40ကျော်50ဝန်းကျင်ကိုလည်းလက်ရှိအချိန်ဒီမှာကျွန်တော်တို့ကျွန်တော်တို့ရဲ့မဟာမိတ်တပ်ဖွဲ့တွေစီလက်ရှိတော်လိုင်းရေးဒေတာတွေစီကိုကျွန်တော်တို့ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်ဟုတ်အဲ့ဒီ ဟာကလည်းကျွန်တော်တို့တပါတယ်အတိပေးပြရစီပေါ့ဟုတ်ကဲ့တော့တို့ဒီဘကိုးတိုင်းဘက်ရှမ်းမာရောဘယ်လိုအရှင်းနေတွေရှိလဲစမှုတန်းအရှင်းနေကလေကျွန်တော်တို့ဒီဘကိုးတိုင်းနောက်ချမ်းပေါ့နော်အထူးသဖြင့်ဒီတာယာဝီခိုင်နဲ့ဒီပီခိုင်ဘက်ချမ်းမာအဲဆိုလို့ရှိလို့ရှိရင်ဒီစမှုတန်းဥတွေနဲ့ ဟိုပတ်သက်ပြီးတော့ကအခုကတော်တော်ဆွဆွဝါးဝါးကိုဖြစ်နေတယ်ဗောနော်ဟိုအရခတ်တတော်ဒီအေအေနဲ့ဒီစစ်ကောင်စီသားတဲ့မှာတိုက်ပွဲတွေဖြစ်ပွားမှုတွေကဟိုတဖြည်းဖြည်းကိုကျွန်တော်တို့စုရေးပွဲတွေကတဖြည်းဖြည်းကျယ်ပြန့်လာတယ်အဲ့လိုကျယ်ပြန့်လာတာနဲ့အများကဒီအင်အားပြုံးတိမှုတွေများလာတဲ့အခါမှာဒီလက်ရှိစီးရင်စရာအရာဆိုလို့ရှိရင်ဒီဘကိုးတိုင်းအနောက်ချမ်းမှာစစ်မှုထမ်းအပတ်စဉ်30နဲ့နောက်ဆက်လာမဲ့အပတ်စဉ်17ဗောနော်ဟိုအဲ့ဒီဟာအတွက်ကိုဟိုစစ်မှုထမ်းစီးရင်ပောက်တယ်ဆိုတဲ့လူမျိုးတွေပြီးတော့ဟိုအတင်းအဓမ္မ ဒီဟိုလမ်းလမ်းမှာတွေ့လို့ဖမ်းသွားတယ်ဆိုတော့အဲဒီအခြေအနေမျိုးတွေကလည်းအနည်းဆုံး200ကျော်300ဝန်းကျင်အထိကိုရှိနေတယ်ဆိုတော့အခြေအနေမျိုးတွေမှာရှိတယ်ပေါ့နော်ကိုခန့်တော်ရဲ့အသက်ကကျတော့အခုလက်ရှိဘယ်ဘယ်လောက်ရှိပြီလဲဟုတ်ကဲ့ခင်ဗျာဟိုလက်ရှိကတော့ကျွန်တော်တို့ကတော့ဒီ25 26ဝန်းကျင်လူငယ်တွေပေါ့နော်ဟုတ်ကဲ့ကိုခန့်တော်ရဲ့ဇာတိမှာရောအဲ့လိုမျိုးစစ်မှုရမ်းနဲ့ပတ်သက်လို့ကောက်ခံနေလားနာမည်စီးရင်းတွေပါတယ်ရောပါနေပြီလားဗျာနော်ဟိုပုံဝင်လေးပြောရင်ကျွန်တော်တို့က ဒီတော်လိုင်းမတိုင်ငယ်ငယ်ငယ်တွေကဒီဘာသာတာချောင်းသားအနေနဲ့ရှိခဲ့ကြတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်းမြင်ရင်ဒီမိသားစုနဲ့ဆက်သွယ်မရတာဆိုလို့ရှိရင်ကျွန်တော်တို့၄၅၆နှစ်ဝင်းချင်တော့ထိကျွန်တော်တို့ဖြစ်ဖြစ်နေပေါ့နော်အနည်းဆုံးကျွန်တော်တို့၅နှစ်၆နှစ်ဝင်းချင်ဖြစ်နေပြီဆိုတဲ့အချိန်မှာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်နဲ့အသက်အရွယ်သူဝင်းချင်ကျွန်တော်တို့အကြောင်းတွေပဲတကယ်ချင်းနေကျွန်တော်နဲ့ဟိုမိတ်ဆွေပေါင်းတင်းတွေကတော့ဒီစစ်မှုတန်းစီရင်ပောက်ချတယ်ဆိုတဲ့လူတွေရှိပါတယ်ဟုတ်ဟုတ်ကဲ့ တချိန်တည်းမှာပဲဒါကိုခန့်တော်တို့ကိုယ်တိုင်ကြီးညာထားတဲ့ကြီးညာချက်ရှိပါတယ်ဒီပကူတိုင်းနောက်ပိုင်းနဲ့အရာဒီမှာသက်ဆင်ရေးတွေပေါ်ဆောင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီဆိုတာမျိုးသိရတယ်ပေါ့ဆိုတော့အဆင်သင့်ဖြစ်နေပြီဆိုတော့အဲဘယ်တော့ဖော်မလဲဆိုတော့ဘာတွေစဉ်းစားစရာတွေရှိနေသေးလဲပေါ့အဲစီရေးကကျေပြတ်လာပြီးတော့စပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းလူလူကိုကျွန်တော်တို့ကြိုတင်ဟို လေးလေးစားစားနဲ့ကျွန်တော်တို့ဂျူတင်အတိပေးစင်လာတယ်ရှိတယ်ပေါ့နော်ပထမတစ်ချက်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ပြည်သူညီညွတ်ရေးတပ်ဦးကဒီဒေတာတွေမှာရှိပြီးသားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ဂျူတင်အတိပေးစင်လာဖြစ်တယ်ပုံပုံနဲ့လည်းပြောကျွန်တော်တို့တက်ကြီးရောက်နေပြီဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ဆိုလိုချင်တာမဟုတ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်မှာကရေရှည်မြုပ်နှံအခွင့်အခါကောင်းကိုစောင့်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်တို့ကရေရှည်မြုပ်နှံဆိုတဲ့အဆင့်တစ်ခုကိုကျွန်တော်တို့ PGB ဖြစ်တယ်အဲ့ဒီဒေတာတွေမှာကျွန်တော်တို့နဲ့ပြည်သူတွေနဲ့တသားတည်းဖြစ်နေပြီဆိုတဲ့အခြေအနေကိုရှိနေတယ်အဲ့တော့ကျွန်တော်တို့ကအခွင့်အခါကောင်းကိုစောင့်ပြီးရ ိုက်ဝဲဖော်ဆောင်နေခြင်းမျိုးဖြစ်တယ်ဆိုတော့လူစုကိုအတီးပေးနေတာဖြစ်တယ်ဆိုတော့ကိုကန့်တော်ကတော့ရှေ့မှာဟိုတပိတ်လှုပ်ရှားမှုတွေနောက်ဒီလူလူရဲ့လူလူနဲ့တသားလေးဖြစ်နေတယ်ဆိုတဲ့ဟာတွေရှိပေမဲ့လည်းတကယ်တမ်းကစစ်တပ်က ARV ကိုတခြားဒေသတွေတက်ပို့ပြီးတော့ထိန်းချုပ်ထားနိုင်တယ်ဆိုတော့လက်တွေ့အမြင်မျိုးမှာရှိရပေါ့နော်ဒါနဲ့ပတ်သက်လို့ရောကိုကန့်တော်အဲဘယ်လိုထင်လဲဗျအဲဒီ new dollar ရဲ့အစမှာတကယ်ကအဲ dollar ရဲ့လူမျိုးစု dollar ရဲ့အဖွဲ့တွေရဲ့ level တွေမှာကျွန်တော်တို့သွားရောက်ပြီးလှုပ်ရှားခဲ့တာဆောင်ရွက်ခဲ့တာရှိတယ်ပေါ့နော် ပြောရရင်အဲ့ကာလမှာကလေးကဟိုအများခေါ်ဖို့ရှိပါတယ်ဒလန်ဝရီဆိုတဲ့ဟာမျိုးပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုခုပဲလည်းလည်းပြောရင်ကျွန်တော်တို့ဒီ AI ရဲ့အခြေအနေကိုတေချာမသိလို့ပြောတယ်လို့တော့ကျွန်တော်တို့ဟိုယူဆပါတယ်ဒါပေမဲ့အဲ့2021ကာလကလေဒီနေ့အထိကာလတစ်လျှောက်လုံးမှာ AI တိုင်းတွေကလူငယ်တွေ AI တိုင်းတွေကကျောင်းသားအဲကျောင်းသားတမကဟောင်းတွေကနယ်ပယ်အသီးသီးမှာလှုပ်ရှားနေပြီးတော်လိုင်းကိုဥဆောင်ဆောင်ရနေကြတာတွေဟိုအများအပြားရှိပါတယ်အဲနောက်တစ်ချက်ကတော့လူစုပေါ့နော် ိုကျွန်တော်တို့ရဲ့လူလူကအဲ့ကာလမှာငြိမ်နေရတော့မဟုတ်ဘူးခင်ဗျဥပမာဟိုအာမတန်လို့မန်ရှော့ရတယ်ဆိုတဲ့အခြေအနေတော့ရှိကောင်းရှိနိုင်ပါတယ်ဘာလို့လဲဆိုတော့ EAW ရဲ့အနေထားကတော့ဟိုမြစ်မြစ်တွေချောင်းတွေပေါများတယ်တစ်ဖက်ကဒီရခိုင်ရိုးမနဲ့ထိစပ်နေတဲ့နေရာတွေရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ကမြို့ဝကျုံပေါ်ဒေသပဲဖြစ်တယ်မြန်မာနိုင်ငံရဲ့စပယ်ချီလို့ပြောလို့ရတဲ့ဒေသပဲဖြစ်တယ်ပေါ့ဒီနေရာမှာစစ်တပ်ရဲ့ရန်နေရာဖွဲ့စည်းမှုနဲ့စစ်တပ်ရဲ့ဒီထောက်လိုင်းကိုရဖြန့်ချက်မှုကတော့ကြီးကြီး မမပေါ့နော်ကြည်ကြဲပြင်းပြန်ကိုချိတယ်ဆိုတော့ကျွန်တော်တို့ဝန်ခံပြရတယ်အဲအဲ့လိုမျိုးအခြေအနေနဲ့တင်းကျပ်မှုဘောင်းဆောင်အခြေအနေဘောင်းဆောင်ရှိတဲ့အခါမှာဟို EAW ကရိတ်သက်ရတယ်ဆိုတဲ့အခြေအနေမျိုးဟုတ်ပါတယ်ဒါပေမဲ့အဲ EAW တဲကပြည်သူတွေကိုတော့ဟိုကျွန်တော်တို့အထင်မသေးကြပါနဲ့ဆိုတဲ့စကားမျိုးကိုကျွန်တော်ဟိုကြိုပြီးတော့သတင်းစကားပါထားပြရတယ်အခွင့်အာဏာတစ်ခုပေါ်လာရဲဆိုတဲ့အခါမှာတော့တော်လန်ကြီးကို EAW လူလူကလုံးဝကိုဟိုကျွန်တော်တို့အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်က2020ရွေးကောက်ပွဲမှာနိုင်ခဲ့တယ်လို့ AIW လူလူကလည်းတောင်ပြိုကမ်းပြိုဒေါ်လာကြီးကိုအားပေးလာနိုင်တဲ့အခြေအနေတွေရှိတယ်ဆိုတာကိုကျွန်တော်တို့ကြိုတင်ပြီးသတင်းစကားပါထားပေးရပါမယ်ဟုတ်ကဲ့ကိုခန့်တော်ပြောတဲ့အခွင့်အကာခေါင်းဆိုတာကိုကျွန်တော်တို့ဘယ်လိုနားလည်လို့ရမလဲအဲ့ဒီအခွင့်အကာခေါင်းဆိုတာလည်းလက်ရှိဆိုလို့ရှိရင် AIW တိုင်းလက်ထီကိုရောက်လာတဲ့အရခတ်တော်ရဲ့တိုက်ပွဲတွေလည်းရှိတယ်လို့လူလူရဲ့အထူးထူးအကြက်တဲ့ဘောင်းဆောင်ရဲ့အခက်အခဲဆုံးအခြေအနေဆိုတာလည်းရှိနေပါပြီဒေါ်လာကြီးခေါင်းဆောင်တွေပြောဦးရတဲ့စကားရှိပါတယ်ဥမာဒီအုပ်စိုးသူလူန်းစားကလည်းသူတို့ငခုအတိုင်းဆက်ပြီးတော့ အုပ်စိုးလို့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါဒီပြည်သူလူထုကလည်းဖိနှိပ်မှုကကြီးတဲ့ကြီးပြီးတော့သူတို့ရဲ့အသက်ရှင်နေထိုင်ရေးအထီကိုပါအကျက်တဲခက်ခဲလာတဲ့အခြေအနေမျိုးရောက်တဲ့အခါမှာတော်လိုင်းရေးတစ်ခုကပောက်ကွဲကြစမ်းနေဖြစ်တယ်ပေါ့ EAW ကလည်းအဲ့အဲ့လိုအခြေအနေမျိုးမသာခင်ကြုံတွေ့လာရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုရှိနေပါတယ်မြန်မာနိုင်ငံရဲ့ဇပကြီးကြီးလို့တင်စားတဲ့ AR မှာလည်းမဆိုင်နိုင်တော့ဘူးဆိုရင်တနိုင်ငံလုံးကထမင်းကိုဘယ်ရရမလဲဆိုတော့မေးခွန်းရှိတာပေါ့ဆိုတော့အဲဒါကြောင့် AR မှာ စ်တွေဖြစ်သွားရင်တနိုင်ကလုံးထမင်းငတ်မလားဆိုတော့အဲမေကွန်ရှိတာပေါ့လေဆိုတော့ကိုခန့်တော်အနေနဲ့အဲဘယ်လိုမြင်လဲပေါ့နော်ကြားသိရတဲ့သတင်းတွေအရဆိုလို့ရှိရင်လည်းတာပေါင်းမြို့နယ်ဒီပသိမ်မြို့နယ်စသဖြင့်ဒီအနီးအနားပတ်ဝန်းကျင်တွေမှာလည်းဟိုတိုက်ပွဲတွေတောက်ချောက်ဖြစ်နေပြီပေါ့နော်ဒီအဲ့ data ကပြည်သူတွေဖြည်းသိမ်းဆောင်ရတာရှိတယ်စိုက်ပျိုးရေးမလုံနိုင်တော့ဘူးစဘာလည်းမဆိုင်နိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုးရှိတယ်ပေါ့အဲ့တော့အဲ့လိုမျိုးအခြေအနေမှာကျွန်တော်တို့စစ်ပွဲတွေဖြစ်လာလို့ရှိရင် ဟိုတနိုင်ငံလုံးအတိုင်းလာနေတော့စားနေခါဟိုလိုအပ်ချက်ပြဿနာကတော့ကြီးလာမှာပါပဲဟုတ်အဲ့လိုမျိုးအခြေအနေပေါ်တော့ကျွန်တော်တို့ဟိုတွေးမိတယ်ဟိုလူမျိုးပေါင်းစုံတည်သူတရားလုံးကဒီဒုက္ခတွေအားလုံးခါးစီးပြီးခံနေရတာပါပဲအဲလက်ရှိဒုက္ခတွေပြည်လည်ဖို့အတွက်ဆရာနိုင်ရှင်စနစ်မြင့်ဖြစ်မှရမယ်ဆရာနိုင်ရှင်စနစ်ရှိနေတဲ့မြန်မာကာလပတ်လုံးကတော့ဒီဒုက္ခတွေတနည်းတစားပို့ပြီးတော့ပဲစိုးရလာမယ်ဆိုတဲ့အနေထားတော့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တို့ တယောက်ချမ်းတဲ့ပကူတိုင်းနောက်ချမ်းဒေတာကအရှိနေတွေကိုကျွန်တော်တို့ပြောတာခဏနာပြီးတော့ Arabic ကိုစစ်မှုထမ်းနဲ့ပတ်သက်လို့ပြပို့လာတဲ့စာတူလေးတွေဖတ်ပြခြင်းပါတယ်။ Message for ပထမစာတူကတော့ကိုမျိုးပြည့်ရပြောပြရပါဗျ။ဟုတ်ကဲ့ဗျ။ကျွန်တော်ရလာတဲ့စာကတော့ရန်ကုန်တိုင်းမြောက်ကလပ်ပါမြို့နယ်ရှီပေါက်ကန်မြို့တင်မှာစစ်ကောင်စီခန့်တဲ့အုတ်ချွေမှုတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရတယ်လို့နေရဆိုပြီးတော့ဒေတာပေးပို့ထားတာ အဲ့ဒီပေါ်တာဆွဲခံရတဲ့လူငယ်တွေကိုရွှေပောက်ကန်ပန်းရံတာကစူဆောင်းရုံကိုပို့ထားတယ်ဆိုပြီးတော့လေသူကရေးသားထားပါတယ်။ဟုတ်ကဲ့ဒုတိယတဆောင်ကတော့ AR တိုင်းလက်ပတ်တာမြို့နယ်ကဒေသခံတယောက်ပြေးပို့လာတာပါ။လက်ပတ်တာမြို့နယ်ကကြေးရွာတွေမှာသစ်မှုတန်းဖို့အတွက်မဲနိုင်ရွေးချယ်နေတာကြောင့်လူငယ်တွေဟာကြောက်လန့်ပြီးထွက်ပြေးနေကြတယ်ဆိုပြီးစာထဲမှာရေးသားထားပါတယ်။အဲ့ဒီအတွက်လူစားထိုးဖို့ဆိုပြီးတော့တအိမ်တောင်ကိုကြက်6000နဲ့2000နှုန်းကောက်ခံနေတယ်ဆိုပြီးတော့လေစာထဲမှာဖော်ပြထားပါတယ်။အခုလိုမကြာခဏကောက်ခံနေတာကြောင့်မခဏနိုင်လုံးလုံးပြေးပို့လာတာဆိုပြီး ဒါလည်းမှာရေးသားထားပါတယ်ဗျဒီလိုမျိုးစစ်မှုရဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို RFA ကိုရေးသားမျှဝေခြင်းနဲ့ဆိုရင်တော့ RFA ရဲ့ Facebook Messenger အပြင် Signal နဲ့ Viber နံပါတ်အပေါင်း0932 235 4218ကိုရုံးကြည့်ကြည့်နဲ့ပေးပို့လို့ရပါတယ်ဟုတ်ပါတယ်အခုလို့စာတူပေးပို့လာသူတွေရဲ့လုံခြုံရေးရသူတို့ရဲ့နာမည်နဲ့နေရာလိပ်စာအတိအကျကိုကျွန်တော်ဖော်ပြမှာမဟုတ်ပါဘူးအခုတော့ကျွန်တော်တို့ရဲ့ podcast ကိုပြန်ဆက်ရှင်ပါတယ် ဒီစစ်မှုရန်ဥပဒေကြောင်းပြန်သွားမယ်ဆိုရင်ဗျာကိုခန့်တော်တို့အကူအညီပေးမယ်ဆိုတဲ့ဟာကိုဆက်သွယ်လာတဲ့သူတွေကဘယ်လောက်လောက်ရှိပြီလဲလက်ရှိမှာရောအဲဘယ်လိုလိုမျိုးတွေဘယ်လိုပုံစံတွေကိုကူညီပေးပြီးလဲပေါ့ကျွန်တော်တို့စတင်ဖွဲ့စည်းတဲ့ညမှာပဲဒါစစ်မှုရန်ဥပဒေဆိုတာကြီးကောက်ပြီးတော့ဖတ်လာတယ်ပေါ့နော်အဲ့ဒီအချိန်တွေမှာကျွန်တော်တို့အဲ50 40 50မကတော့ဟိုကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့ဒီနီးစပ်ရတော်လိုင်းဖွဲ့တွေကျွန်တော်တို့ရဲ့မဟာမိတ်ဖွဲ့တွေဆိုကျွန်တော်တို့ပို့ဆောင်အဲကူညီခဲ့ပြီးဖြစ်တယ်ပေါ့နော် တင်မူရန်နဲ့ပတ်သက်လို့ကုညီရတယ်ဆိုတာပုံစံမျိုးစုံအခက်အခဲမျိုးစုံလည်းရှိမှာပဲလေအဲ့ဒီတွေကမှကိုကန့်တော်ပြောပြခြင်းနဲ့အခြေအနေမျိုးတခုရှိမလားဥမာမှတ်မှတ်တင်နေဖြစ်မဲ့ဟာမျိုးပေါ့အဲကျွန်တော်တို့မှတ်မှတ်ရရအဲဆိုရင်ကျွန်တော်တို့ဥမာပေါ့ခုနှစ်ဦးပေါ့နော်အဲသူတို့ကဒီဟိုပညာရက်လူငယ်တွေလည်းဖြစ်တယ်ဗျဥမာဒီတက်တက်ကတော်တွေမှာတက်နေတယ်ဆိုတော့လူငယ်နှစ်ယောက်ပါတယ်ကျန်တဲ့လူငယ်တွေကအပြင်မှာအလုံးလုံးနေတယ်ဆိုတော့လူငယ်တွေရှိတယ်ပေါ့ဗျအဲဆေးရင်ပေါ့ပြီးတရက်နှစ်ရက်တွေမှာအင်ရှိကိုရောက်လာတယ်အင်ရှိကိုရောက်လာပြီးဆိုတော့ အခြေအနေမှာတို့တခါတည်းဆွဲခေါ်ပါတယ်တို့ပေါ်တာဆွဲခံရပြီးဒီအထိခွင့်ရရတဲ့အခါမှာချက်ချင်းကိုထွက်ပြေးပြီးတော့ဟိုရတဲ့အခြေအနေကလေကျွန်တော်တို့ကိုဆက်တွယ်လာတယ်တို့တရှိတဲ့နေရာကကျွန်တော်တို့ ਨੇ ဝေးတယ်ဆိုတဲ့နေရာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့မမိတ်ဖွဲ့စည်းတစ်ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့အဲ့လူငယ်တွေကိုကျွန်တော်တို့ပို့ပေးခဲ့ရတာရှိပါတယ်ဟိုပြောရရင်တော့စစ်ဘက်စခန်းပေါ့ဗျာအဲ့လိုမျိုးပို့ဖို့လုပ်နေပြီဆိုတဲ့အခြေအနေမျိုးရောက်ပြီဆိုတာတော့မှပဲခွင့်ရရတာနဲ့ပေါ့နော်ထပြေးလာပြီးတော့ကျွန်တော်တို့ဆက်သွယ်တာဖြစ်တယ်လက်ရှိမှာဆိုလဲအဲ့လူငယ်တွေကအ ဒီဒေါ်လာရေးတပ်ဖွဲ့တစ်ခုထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဒေါ်လာရေးပေါ့လေဖြစ်နေကြပါပြီပေါ့နော်ဟုတ်တော့ကိုခန့်တော့ပြောသွားတဲ့ဖြစ်စဉ်ကကြတော့ဘယ်မြို့နယ်မှာဖြစ်တာလဲပြီးတော့သူတို့ထွက်ပြေးလွတ်မြောက်ခဲ့ရဆိုတာဘယ်တက်ကနေပြီးတော့လွတ်မြောက်ခဲ့တာလဲဗျဟုတ်ကဲ့ဟိုကျွန်တော်တို့လည်းနည်းနည်းလေးဝေးပါတယ်ဒီကမန်လေးနဲ့ပြင်းနဲ့အနီးတစ်ဝိုက်ကအဲ့မှာကျွန်တော်တို့စစ်ဘက်စခန်းမှာစုစုဆောင်ခံရတယ်ပေါ့နော်2024ခုနှစ်6လပိုင်းအတွင်းမှာဖြစ်ပေါ်လာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်ဟုတ်ကဲ့အဲအလိုတူတူဖြစ်စေအလိုမတူတူဖြစ်စေအသက်ပြည့်တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲပြီးတော့သူတို့ရဲ့အင်အားကိုဖြည့်တင်းနေတာရှိတယ်။စစ်မှုထမ်းတွေကိုဖိတ်ခေါ်နေတဲ့သူတွေအနေနဲ့ပေါ့နော်။သူတို့နဲ့ပတ်သက်လို့ဘယ်လိုသဘောထားရှိလဲဘယ်လိုဆက်ဆံဖို့စဉ်းစားထားရတဲ့စဉ်းစားချက်တွေရှိလဲ။ဒီဖက်စစ်တပ်တွေကိုရောက်သွားပြီဆိုတဲ့လူငယ်တွေအနေနဲ့လည်းအခွင့်အခါကောင်းရပြီဆိုတာနဲ့ဟိုကျွန်တော်တို့ဒီတော်လှန်ရေးအဖွဲ့တွေစီကိုဆက်သွယ်ပါ။ဟိုအခွင့်အခါကောင်းရပြီဆိုတာနဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဘယ်လိုအခြေအနေမျိုးပဲဖြစ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းမယ်ဆိုတဲ့စဉ်းစားချက်မျိုးကိုကျွန်တော်တို့ဟိုစဉ်းစားဖို့အတွက်ကျွန်တော်တို့အလေးနဲ့ အဲတိုက်တွန်းလို့လေဟိုအဲ့လိုမျိုးတွေရှိလာခဲ့ပြီဆိုရင်ကျွန်တော်တို့ပြည်သူညီညွတ်ရေးတအုပ်ကိုဆက်သွယ်လာပြီဆိုလဲကျွန်တော်တို့နည်းနည်းထွေထွေဝမ်းမြောက်ဝမ်းသာကြိုးစားနေမှာဖြစ်ပါတယ်တခြားသောတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်းအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့တောက်လျှောက်ကိုကျွန်တော်တို့ကြားနေနေနေရပါတယ်လူမျိုးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်းကြိုးစားတာမျိုးရှိတယ်ဆိုတာကိုကျွန်တော်တို့ဘက်ကတော့တတင်းစကားပါပြရစီခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဗျစစ်မှုရန်ခေါ်တာကိုရက်တက်မှုအောင်အဲဘာလုပ်ကြမလဲပေါ့နော်တကယ်ဖြေဆိုရင်ဘာဖြစ်မလဲပေါ့စစ်တုံးစစ်နယ်အခိုင်အမာတိဆောက်ထားတယ် ဆရာနာရှင်စနစ်ကြီးတစ်ခုလုံးကိုကျွန်တော်တို့အမြင့်ဖြတ်ခြေမုံနိုင်ပါပဲဒီခြေနေကြီးအားလုံးရက်တက်မှာဖြစ်တယ်ဒါစစ်မှုရန်ခြေနေတွေမဟုတ်ပဲねဟိုဥပမာလင်းလင်းပြောလို့ရှင်ဒီဒီနေ့ကာလမှာလူမျိုးပေါင်းစုံပြည်သူလူထုတည့်ရလုံးကြုံတွေ့နေရတဲ့အခက်အခဲတွေဒုက္ခတွေအထွေထွေအကျက်တဲတွေအားလုံးရဲ့အဓိကလက်သက်တရားခံလဲစစ်အာဏာရှင်စနစ်ပဲဖြစ်တယ်ဒီစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့အမြင့်ဖြတ်ခြေမုံဖို့အတွက်တော်လန်ရေးမှာတပါတခြားမရှိပါဘူးဟုတ်ကဲ့ပါကုကန့်တော်ကြီး ဘာဖြစ်အခုလို့ကျွန်တော်တို့ဒီ podcast မှာဝင်ရောက်ဖြစ်ကြားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့လိုချိတ်ဆူပါဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါเนาะဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါဟုတ်โอเคဒီတစ်ပတ်တော့ကျွန်တော်တို့ဒီလောက်နဲ့ပဲဆုံးသက်ရှင်ပါတယ်။နောက်ပတ်တွင်မှာလဲစစ်မှုထမ်းနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ပြည်နိုင်မှုတွေနောက်လူငယ်တွေဘယ်လိုကြုံတွေ့နေရလဲစစ်တပ်ထဲမှာဘာတွေကြုံနေရလဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဆက်ပြီးတော့မေးမြန်းတိဆက်တော့မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအခုဒီ season ကိုကြည့်နေတဲ့ RFA ပြည်သက်တွေပါဝင်မြန်မာပြည်သူအားလုံးကိုရောစိတ်ပါကျန်းမာပေးကင်းကြပါစေခင်ဗျာ